ဇလန်အလိုရဲ့အစဟာဘတ်စကတ်ဘောကွင်းဘီကညီကွက်လက်တစ်ခုမှဖြစ်ပါတယ်။အိမ်ရမဲ့မျိုးသားတယောက်ဟာလမ်းဘေးမှိုက်ပုံထဲမှာဆော့ပစ်ခံထားရတဲ့ကလင်းရဲ့တယောက်နဲ့အတူစောင်းလျှောက်ပေးဖို့တောင်းပန်ထားတဲ့စာတစောင်းကိုတွေးရှိခဲ့ပါတယ်။တနာဆဲကြောင့်သူဟာကလေးကိုမွေးစားပေးဖို့ကွန်ဖူးကျောင်းတစ်ကျောင်းရဲ့ကျောင်းဆရာကြီးဖြစ်တဲ့သူ့ရဲ့အဖိုးကြီးစီးကိုပူညီသွားတောင်းခဲ့ပါတယ်။ပြီးတော့အဖိုးတန်နဲ့စကြာဝဠာတိုင်ကျန်းကိုလည်းလက်ဆောင်ဖြစ်ပေးအပ်ခဲ့ပါတယ်။သူ့စိတ်ထဲမှာဒီကလေးပေါ်မှာတန်ရုံးစင်ရှိနေပေမဲ့ဘဝရဲ့အခြေအနေကြောင့်မစောင်းလျှောက်နိုင်ခဲ့ပါဘူး။ ကျောင်းဆရာကြီးကကလေးရဲ့နှစ်နာကိုကြည့်ပြီးချက်ချင်းပဲဒီကလေးဟာတော်ဆုံးတိုင်းပညာရှင်တယောက်ဖြစ်လာဖို့မွေးဖွားလာတာပဲလို့ပြောလိုက်ပါတယ်ဒီလိုကြားလိုက်ရတော့အင်ဂျင်မဲ့မျိုးသားလည်းစိတ်သက်သာရရသွားပြီးလူဆရာကိုကြည့်မငြင်းနိုင်ခင်မှာပဲပေါ်ပါတော်လည်းတိုင်းကွက်နဲ့အမြန်ထွက်ခွာသွားခဲ့ပါတယ်ကျောင်းဆရာကြီးကကလေးကိုဖန်ရှစ်ကျဲလို့နာမည်ပေးခဲ့ပြီးဒါအရင်တယောက်လိုခေါင်းခေါင်းမွေးမြူခဲ့ပါတယ်သူ့ကိုစာရေးစာဖတ်ပညာသင်ပေးခဲ့တယ်လို့ပုဂံတင်ညာတိုင်းကွက်တွေကိုလည်းတပြိုင်တည်းသင်ပေးခဲ့ပါတယ် ကျောင်းဆရာကြီးကစကြဝဠာတိုင်းဂျန်နယ်ကတိုင်းပညာကိုလေ့ကျင့်ရင်ဒီထိတ်တဲ့ပညာရဲ့ရဲ့မြင့်တာရာကိုရှင်းပြပါတယ်။လောကမှာရှိတဲ့အရာအလုံးဟာတည်ငယ်တဲ့ပုံသွားတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့စကြဝဠာပြောင်းလဲခြင်းစွမ်းရင်ဟာအဲ့ဒီအစိတ်ပိုင်းတွေကိုဖြိုခွဲနိုင်ပြီးအသစ်ပြန်လည်ဖွဲ့စည်းနိုင်တယ်။ခွဲထုတ်လိုက်တဲ့အချိန်ကာလတစ်ခုမှာအချိန်တွေဟာရပ်တန့်သွားလိမ့်မယ်။ပြီးတော့နိုင်ရည်လက်တန်တွေနောက်ပြန်လဲတဲ့အထိရပ်တန့်နေလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ကလေးငယ်ကသူ့ဆရာကြီးရဲ့အော်ဖွဲ့ရာတိုင်းပွဲတွေကိုတရုတ်ပြနေတာကို ကြီးညိုလေးစားစွာနဲ့စိုက်ကြည့်နေခဲ့ပါတဲ့အဲ့ဒီချိန်မှာနှဲတွေတောင်ကြာဆင်းလာတဲ့ဖြစ်ရက်တခုဖြစ်ပေါ်ခဲ့ပါတဲ့ဒါပေမဲ့မထင်ပါထားတဲ့ဖြစ်ရက်တခုဖြစ်သွားပါလိဆရာကြီးကရုတ်တရက်ရပ်တန့်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုရေခဲတွေကဖုံးလန်းသွားကကလေးငယ်ရဲ့ညက်စီရှိမှပဲလဲကျသွားခဲ့ပါတယ်စကြဝဠာပြောင်းလဲခြင်းတိုင်းပညာရဲ့စွမ်းအင်တွေကဒုက္ခနာကိုယ်ကိုစိတ်ဝင်သွားပြီးဒီလောကကြီးတွေကနေထာဝရထွက်ခွာသွားစီခဲ့ပါတယ် ကျေးဇူးရှင်ကျောင်းဆရာကြီးကွယ်လွန်သွားပြီတဲ့နောက်မှာဆက်လိုက်ကျော်ဖရန်စစ်ချင်ဟာရွေးချယ်စရာမရှိဘဲကွန်ဖူးကျောင်းမှာပဲဆက်လက်နေထိုင်ခဲ့ရပါတယ်။ဒါပေမဲ့ကျောင်းအစ်စ်ဖြစ်လာတဲ့ဝမ်ပြောင်းကသူ့အပေါ်လုံးဝကျင်နာမှုမရှိတဲ့အတွက်သူ့ဘဝဟာခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါအပြင်ကျောင်းလာတဲ့ဘဲတွေကိုလေ့ကျင့်ပေးဖို့အတွက်သူ့ကိုတဲအိတ်တလုံးကိုနှိမ့်ဆက်ညှဉ်းပန်းခဲ့ပါတယ်။ဖရန်စစ်ချင်ဟာဒီချင်းလေးကိုတီးခန့်ခဲ့ရပြီနဲ့သူ့စိတ်ထဲမှာတော့သူ့ကိုငယ်စဉ်ကတည်းကမွေးမြူခဲ့တဲ့ဝယ်လုံးသွားပြီဖြစ်တဲ့ကျောင်းဆရာကြီးရဲ့ရည်ရွယ်ချက်တိုင်း ပုံဖူးပညာကိုတူးချွန်ကြောင်များအောင်ကြိုးစားလေ့ကျင့်ခဲ့ပါရည်။ဒီနေ့မှာတော့လောကမှာတုံ့မရှိသောထိတ်တန့်နဲ့တီးလိုနာမည်ကျော်တဲ့ဝမ်ပြောင်းကဗန်ရှစ်ကျေကိုဒိုင်ဗင်ညာပြိုင်မှုခေါ်လိုက်ပါရည်။ကျောင်းအသစ်ကသူ့ရဲ့စွမ်းရည်ကိုပြချင်တဲ့အတွက်ဝမ်ဖိုင်ကိုလက်တီနဲ့အကျဉ်းချင်းထိုးချခဲ့ပါရည်။ဒါပေမဲ့ဖန်စစ်ကျဲကတော့ဘာမှနာကျင်တဲ့ပုံမပြပဲအေးဆေးစွာပဲပြန်ထွက်သွားခဲ့ပါတယ်။နာမည်ကြီးတဲ့အတုမရှိလက်သီးဟာသူအင်ဂျီအတွင်းမှာခိုးဝှက်ထားတဲ့တန်ကြက်ကအင်ဂျီကိုတော့ရှုံးလိုက်သွားတာပါ။ တရုတ်ပြပွဲပြီးသွားတဲ့အခါမှာဝမ်ပြောင်းကဖန်ရှင်းကျဲကိုကုကံကျစီခိုးသုံးတဲ့အတွက်ခေါ်ဆူပါ၏။ဒါကသူ့လက်ကိုနာသွားစေခဲ့ပြီးမျက်နှာမှာကြက်စီခဲ့တာကြောင့်ကျောင်းအုပ်ကသူ့ကိုအစာငတ်ထားပြီးအဲ့ဒီညမှာပြင်ထွက်အိတ်ဖို့မောင်းထုတ်လိုက်ပါတယ်။အဲ့ဒီညမှာဖန်ရှင်းကျဲဟာညစ်ကံဘေးကပန်းကျန်တကူမှာအိတ်စရာနေရာလာရှာခဲ့ရပါတယ်။သူဟာသူ့ရဲ့မကျေနပ်မှုတွေကိုဖြေဖျောက်ဖို့အတွက်ဘေးရဘူးခွန်တစ်ခုကိုအဝေးကနေမိုက်ပုံလေးကိုလမ်းပစ်ထည့်လိုက်ပါတယ်။ပစ်လိုက်ကြရင်အပိကျဝင်သွားပါတယ်။ အဲ့ဒီနောက်မှာအေးစစ်ထနေတဲ့ဝဝကကဲအမျိုးသားကြီးဥရဲလီကဒီလူငယ်လေးရဲ့ပြိတ်ကျတဲ့စမ်းကြီးကိုသတိထားမိသွားပါတယ်။ငါတော့နာမည်ကြီးလာမဲ့ကျေပွင့်ဝဲကိုတွေးလဲရပြီထင်တယ်လို့သူ့ကိုယ်သူပြောနေပါတယ်။ပြီးတော့ဥရဲလီရဲ့စမ်းကြီးကြီးချင်းစဲတွေပေါက်လာပြီးမေလောင်းတောင်ခက်ခဲမှမို့လို့လဲဆိုပြီးပြစ်လိုက်ပြီနဲ့ရာလက်ကတော့မြင်းနဲ့တိုင်ပါပဲ။ဥရဲလီကြိမ်ကြိမ်စူးစားခဲ့ပြီးမဲ့ရဲချော့နေတုံးပါပဲ။အမိုက်ဘုံရှိတဲ့သွားရက်တက်တာတောင်ဝူခေါကတခြားဘက်ကိုရင်းထွက်သွားပါလေ။ဖန်ရှိကျဲကကောင်းကောင်းကောင်းနဲ့ဆူညံနေတဲ့တန်ကြတော့ စိတ်နှောက်ရှက်ဖြစ်ပြီးသူရဲ့အစဉ်ဉာဏ်ပညာကိုနောက်တစ်ခါပြလိုက်ပါတယ်။သူဟာပြင့်မှတ်တဲ့မီတာပေါင်းများစွာအကွာမှာရက်နေပေမဲ့တစ်ချက်တည်းနဲ့ပြင့်မှတ်တဲ့အတိတ်ကြောင့်ဝင်အောင်ပြစ်သွင်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဦးနေလီကစကားသမီးပြောဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဖန်ရှစ်ကျင်ဟာအိမ်ချေမဲ့ပြစ်နေလို့ဒီမှာလာအိပ်ရမှန်သိသွားပါတယ်။ဦးလေးလီကအတွေ့အကြုံရှိသူဖြစ်ပြီးသူ့မှာပိုင်းဆံမရှိဘူးဆိုတာချက်ချင်းသိလိုက်ပါတယ်။ဒါကြောင့်အကျွေးစိတ်ကိုသူပစက်တဲ့လှမ်းပစ်ထဲနိုင်ရင်အစာအသောက်တွေဝယ်ကျွေးမယ်လို့စိန်ခေါ်ပါရီ။ဖန်ရှစ်ကျေကစိတ်မပါတပါနဲ့လက်ခံလိုက်ပြီးပြစ်လိုက်တဲ့အခါမှာတော့ အကျွေးစေးကဦးလေးလီရဲ့လက်ချောင်းလေးကိုဝင်သွမ်းတက်ဖြစ်သွားပါ යි လူငယ်လေးကညက်ပြေးလာပြီးသူ့ကြောကိုထုတ်ပေးခဲ့ရပါ යි အဲဒီနောက်မှာတော့ဦးလေးလီကဂရိတ်တိုင်းဇာလိုက်ကြော်ဖို့ကြဲငါးပွင့်အဆင့်ရှိတဲ့ဇိန်ခန်စားတောက်ဆိုင်ကိုခေါ်သွားခဲ့ပါ යි လူငယ်လေးကဟိယာရီရဲ့ဇေနှုန်းကိုမြင်လိုက်ရတော့ကျစ်တိတည်သွားပြီးတော့ဦးလေးကတလားတော့ရဲရော်လေးမဲလို့မထင်ထားမိပါဘူးပြဖက်လူကပြုံးပြုံးကြီးနဲ့အာမနာပါနဲ့မင်းကို VIP စပွဲမှာခိုင်ခိုင်မယ်လို့ပြောပါတယ်။ဝလဲလီကသူ့ကိုနောက်ဖေးပေါက်ကိုခေါ်သွားပြီးအဖြစ်ဘက်ကအထူးစပွဲမှာခိုင်ခိုင်လိုက်ပါတယ်။ ခနာကြမှာတော့အဲ့ဒီစားသောက်ဆိုင်မှာအလုံးလုံးနေတဲ့ဦးလီရဲ့သမီးရောက်လာပြီးအဲ့ဒဲရီစီကပိုရှန်နဲ့ဝိုင်နဲ့အစားသောက်ကျွင်းကြံတွေကိုလာချပေးပါတယ်။ကောင်းကောင်းမွန်မွန်ကျွေးမွေးတဲ့အပြင်ဦးလီကတခြားခုံတစ်ချက်တက်စီးပွားရေးအစည်းအဝေးတစ်ခုကိုပါဆိုပြုခဲ့ပါတယ်။မင်းကအားကစားမှထူးချွန်နေငါကအုံနောက်ကောင်းလေဆိုပြီးအနာဂတ်ဖို့တူတူတိဆောက်ဖို့ဇလိုက်ကြော်ဖို့စီယုံပါတယ်။သူကအစည်းအဝေးဆွဲရမှာကျွမ်းကျင်ပြီးဖန်ရှင်းကျဲကအားကစားမှပါရမီရှိတာကြောင့်ငါတို့လျှောက်ပေါင်းလိုက်နှစ်ဆချမ်းသာလာလိမ့်မယ်လို့ဆိုပါတယ်။ ်လူငယ်လေးကဒီကံလန်းချက်ကိုနားမလည်သေးပေမဲ့အတူတကွနဲ့တွေ့လို့ဆောင်ဖို့သဘောတူခဲ့ပါတယ်။ဝူလေးလီကအချိန်မစွဲတော့ဘဲစွမ်းရှိကျဲကိုလျှို့ဝှက်ဘားတစ်ခုကိုခေါ်သွားပြီးညားကြည့်ပြိုင်ပွဲမှာသူစွမ်းရည်ကိုပြတာခိုင်းပါတယ်။လောင်ကြီးကဒေါ်လာ1200ပါဒေတာကန်လူမိုက်ဒေတာဖန်စစ်ကျဲကိုအထင်သေးတဲ့ကြီးတော်ရဲ့ကြည့်ပြီးအရေးချင်းမရှိတဲ့ကောင်ကိုထင်နေကြပါတယ်။ဒါကြောင့်နန်ကြီးပိုက်ရှင်မာဖီးယားရဲ့လက်အောက်ငယ်သားအာဟူစီကနေပိုက်ဆံထုတ်ပြီးဝင်ပြိုင်ခဲ့ပါတယ်။ဒါပေမဲ့ဖန်ရှစ်ကျဲရဲ့စွမ်းရည်ကိုမြင်လိုက်ရတော့အားလုံးပြေလုံးပြူးသွားကြပါတယ်။ ဘာလို့လဲဆိုတော့မြားတိုင်းဟာပြင့်မဲ့ရဲ့အလဲတက်တက်ကိုပဲဒီမှန်နေတာပါဒီချိန်မှာပဲပြဿနာတစ်ခုတက်လာပါလေအာဟုကအနံ့ရတည်းရဲ့ညနာကိုမြင်ချင်းလာတာပါလူငယ်လေးကတက်တက်လျှောက်သွားတော့ဦးလေးလီကအခြေအနေမကောင်းမှန်းချက်ချင်းသိလိုက်ပြီးဗိုက်ဆန်ပြန်ဘေးကဖန်ရှစ်ကျဲကိုထွက်ပြေးဖို့ခေါ်ပါလေဒါပေမဲ့လူငယ်လေးကရေကဲမုံစားဖို့ပဲစိတ်ကူးနေပါလေသူစိတ်ထဲမှာတော့ငါတို့ကတန်တန်ချက်ချင်းနိုင်ခဲ့တာပဲဘာလို့ပြေးရမှလဲလို့တွေးပါလေမာဖီးယားလူငယ်ကတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တော့ ဦးလေးလီကဖရန်စစ်ကျဲကိုဆွဲခေါ်နေတော့မှာပဲနောက်တကအန်အော်သွားရပြန်ပါတယ်လူငယ်လင်းဟာကောလ်ဝူပညာမှာလဲပါရမီရှင်တယောက်ဖြစ်နေလို့ပါရီသူဟာလူမိုက်တွေကိုအေးအေးဆေးဆေးတိုက်ခိုက်နိုင်ခဲ့ပါတယ်မာဖီးယားလက်အောက်ငယ်သား၁၀ယောက်လောက်ဝိုင်းတိုက်ခိုက်တာခံရပေမဲ့ဖရန်စစ်ကျဲကကျွမ်းကျင်စွာပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်လက်သည်စကောက်အကုန်သုံးသလိုမခါတရံမှာရန်သူလက်နက်ကိုလူယူပြီးပြန်တိုက်ခိုက်ပါတယ်ဦးလေးလီကဒါကိုမြင်တော့စိတ်ချလက်ချနဲ့အဲ့တဲ့တွေစီကပိုရှန်နဲ့အစားအစာတွေကိုထိုင်စားရင်း ဖန်ဆစ်ကျဲလူဝိုက်တွေအားလုံးကိုအပြက်ရှင်းတာကိုထိုင်ဆောင်နေခဲ့ပါတယ်။ဘယ်လာတစ်ခုလုံးမှာတော့ပျက်စီးမှုတွေနဲ့အတူကြံရစ်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အာဟူကသူ့ရဲ့အစုရှယ်ယာရှင်ဖြစ်တဲ့မာဖီးယားကြီးတယောက်ကိုကော်ဖူးကျောင်းစီခေါ်လာခဲ့ပါတယ်။သူ့ရဲ့လူမိုင်းကိုင်းသားတွေကိုတိုင်းပညာသင်ကြားပေးခြင်းစိတ်ပေါက်လာလို့ဒီကျောင်းကိုဝယ်ချင်တယ်လို့ဆိုခဲ့ပါတယ်။အစပိုင်းမှာကျောင်းအုပ်ကသဘောမတူဘဲငြင်းဆန်ခဲ့ပါတယ်။ဒါအကြောင်းမာဖီးယားကရွှေတုံးပြေးပါတဲ့တစ်တာကြီးတစ်လုံးနဲ့သူ့ကိုလက်ထိုးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ fanship ကျဲကူကျောင်းသားတွေအားလုံးရဲ့ရှေ့မှာအပြစ်ပေးဖို့ခေါ်လိုက်ပါတယ်။ကလပ်မှာရန်ချစ်ခဲ့တဲ့အတွက်ကျောင်းရဲ့နာမည်ပေါ်မှာထိခိုက်စေခဲ့တယ်ဆိုပြီးတော့ပါတထေးနှစ်ယောက်ကသူတို့ရဲ့လက်အောက်ငယ်သားတွေကို fanship ကျဲကူဝိုင်းပြီးထိုးချိတ်နေတာကိုကျင့်နေစွာကြီးနေကြပါတယ်။လူငယ်လေးကပြန်လဲခုခံလို့မရပါဘူး။နာကျင်မှုကိုကြံ့ကြံ့ခံပြီးနောက်မှာ fanship ကျဲဟာထပ်ပြီးစိတ်ငါသွားခဲ့ရပါတယ်။ဝမ်ပြောင်းလာသူ့ကိုကြောင်းလာတဲ့တင်းထုတ်ကြောင်ကြီးငါနိုင်လို့ပါပဲ။ ဖန်ရှစ်ကျဲဟာသူငငယ်လေးကလေးကနေထိုင်ခဲ့တဲ့တရားကိုလွမ်းစော့တန်းတားတဲ့ရက်လုံးတွေနဲ့နောက်နေကြည့်ပါတယ်သူအပေါ်ကျင်နာတနာတဲ့ဆရာလေးယောက်ကလည်းစိုးရင်ကြီးနဲ့ကြီးနေခဲ့ကြပါတယ်ဖန်ရှစ်ကျဲဟာမြစ်ကမ်းဘေးကပန်းချံကိုပြန်သွားပြီးဦးလေးလီနဲ့ထပ်တွေ့ခဲ့ပါတယ်သူကကလပ်ကိုပြန်သွားပြီးလက်စာချေချင်နေခဲ့ပေမဲ့ဦးလေးလီကဓာတ်ထပ်ဖို့ကြီးကျယ်တဲ့အရာတစ်ခုကိုလုပ်ဖို့သူ့ကိုတိုင်ပင်ပါတယ်အဲ့ဒါကတော့ဘတ်စကတ်ဘောကစားမှုပါပဲအမိုက်ပုတ်တဲ့ကိုဒီဘောတော့ကိုလက်ကျစ်ထည့်ခိုင်လိုက်ပါတယ် ဆိုင်ရှစ်ကျဲကထုံးစံတိုင်းအတိအကျတစ်ထည့်လိုက်ပါတယ်။ဦးလေးလီကလက်သီးဆုပ်ပြီး yes no on လိုက်ပါတယ်။အဲဒီနောက်မှာသူကတက္ကသိုလ်ရဲ့ TPC ကိုဆက်သွယ်ပြီးဆိုင်ရှစ်ကျဲကိုတက္ကသိုလ်ရဲ့ basketball team မှာအစားအသမားအသစ်ဖြစ်လက်ခံဖို့အဆိုပြုခဲ့ပါတယ်။အဲဒီတင်ဟာအတင်းကောင်းဆောင်ရဲ့လက်ရည်ကျဆင်းမှုကြောင့်အကျက်တဲနဲ့ရင်ဆိုင်နေရတာပါ။ဦးလေးလီကဆိုင်ရှစ်ကျဲကိုအတင်းရဲ့ကျဲပွင့်အသစ်ဖြစ်ပုံဖော်ဖို့အတွက်မီဒီယာတွေနဲ့လူတွေစိတ်ဝင်စားအောင် promotion season တကုတ်ကိုလည်းစဉ်းစားခဲ့ပါတယ်။မိဘကိုရှာဖွေဖို့အတွက် ဘတ်စကတ်ဘောကစားနေတဲ့မိဘမဲ့ကလေးဆိုတဲ့ဇန်လန်မျိုးစဖယ်လိုက်ပါတယ်90ဖြစ်စေမ90ဖြစ်စေတက္ကသိုလ်ကတော့နာမည်ကောင်းရမှာပါလေဒါကြောင့်နောက်ဆုံးကတော့အဓိပတိကသဘောတူလိုက်ပြီးကစားသမားအစ်မိတ်ဆက်ပွဲကိုကျင်းပခဲ့ပါတယ်အရာအလုံးစင်ပြေနေတော့ပါပဲလစ်လီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ကဝင်လာပြီးအသိန်းကောင်းဆောင်ကခွင့်မပြုသေးသမျှဘယ်သူမှအသိန်းနဲ့ဝင်လို့မရဘူးလို့ကန့်ကွက်ခဲ့ပါတယ်ဖန်စစ်ဂျေဟာကနဒါကျက်တီတီသွားပါတယ်ဘာလို့လဲဆိုတော့သူမကသူ့ဘိတ်ကိုတိုက်နေခဲ့ရတဲ့မိန်းကလေးဖြစ်နေလို့ပါပဲ အဒီပတိကလည်းဦးလေးလီကိုငါတို့မှအဲ့ဒီစီရင်တကယ်ရှိတယ်လို့ပြောလိုက်ပါတယ်ဦးလေးလီကဒါကပြဿနာမရှိပါဘူးပိုတော်ကောင်းသေးတယ်ဖိုင်စစ်ကျေကသူ့လက်ရည်ကိုပြသခွင့်ရတာဘောလို့ဆိုပါတယ်ဒါပေမဲ့အတင်းကောင်းဆောင်တိတ်ဝေက ရောက်မလာသေးပါဘူးလစ်လီကဖုန်းဆက်ခေါ်ရတဲ့ချိန်ပါတယ်တကယ်တော့သူကစနေရနောက်မှပဲရှိနေခဲ့တာပါသူဟာအရက်တွေအများကြီးတောက်ထားတဲ့ပုံမှာဒီလူကျော်လေးကအတင်းကောင်းဆောင်ဖြစ်တဲ့အပြင်လစ်လီရဲ့အရင်နဲ့ဖြစ်ပါတယ်တိတ်ဝေကရန်တတိုင်နဲ့ရှောက်လာပြီးလူငယ်နေအောင်ပြင်ပချင်းဆိုင်လိုက်ကြပါတယ် တိတ်ဝေးကခုံပြီးပြီးရဘူးကိုကိုဘတ်စကတ်ဘောကွင်းရဲ့ကွင်းပေါ်မှာတင်လိုက်ပါတယ်။ဝင်းတန်းကဘောလုံးကိုအပေါ်မြှောက်ပေးလိုက်တဲ့အခါလူငယ်နှစ်ယောက်လုံးတပြိုင်တည်းခုံတက်လိုက်ကြပါတယ်။ဒါပေမဲ့ဇက်လိုက်ကျော်ကပုံမြင့်အောင်ခုံနိုင်ပြီးဘောလုံးကိုဖမ်းမိသွားပါတယ်။ဒါပေမဲ့ဘာဆက်လို့ရမယ်မသိတဲ့ဖြစ်နေတော့ဂိတ်ဝေကဘောလုံးကိုယူပြီးလှပါတဲ့ဆလံပြန်တစ်ခုနဲ့သွင်းပြလိုက်ပါတယ်။ပြီးတော့ကွင်းဘော်ကပြာဘုကိုပါနှမ်းယူပြီးတောက်ပြလိုက်တော့အားလုံးကလက်ကုပ်ပြီးပြီးအားပေးကြပါတယ်။ဒီတစ်ခါမှာတော့ဖရန်ရှစ်ကျေရဲ့အလှဲ့ပါသူကတော့ဝေးကနေပြစ်သွင်းတာပါပဲ။ သူလက်ရည်ကိုမြင်လိုက်တော့အားလုံးအံ့ဩသွားကြရပါတယ်နောက်ဆုံးတော့သူအသင်းနဲ့ဝေခွေရသွားပါတယ်အသင်းသားတယောက်ဖြစ်လာပြီးတဲ့နောက်မှာလူငယ်လေးဟာအသင်းနဲ့အတူလေးချင်ခံဆင်းခဲ့ပါတယ်ဒါနဲ့အသင်းမော်တွေကသူ့ကိုတိတ်ပြီးမကြိုဆိုကြပါဘူးဒါအပြင်မီဒီယာတွေကသူ့ရဲ့ကျေးဇူးတည်တတ်တဲ့မိဘမဲ့သားလေးဆိုပြီးဇန်နံကိုပုံကြီးချဲနေတာကြောင့်မနာလိုတာတောင်ခံခဲ့ရပါတယ်ဇလိုက်ကျော်ကအသင်းကောင်းဆောင်နဲ့တီးတန့်သွားတွေ့ပြီးခင်ဗျားကျွန်တော်ကိုမကြိုက်မှန်သိပါတယ်ကျုပ်ကိုထိုးခြင်းထိုးလိုက်လေဘာမှမပြောပါဘူးလို့ပြောပါတယ်ဒါပေမဲ့တင်းကောင်းဆောင်က ဟာဟာဟာမင်းကိုဘယ်သူကထိုးချင်တယ်ပြောလို့လဲလို့ဂျီမောကပြောပါတယ်။လူငယ်နှစ်ယောက်စကားထိုင်ပြောကြရင်တင်းဝေကဘတ်စကတ်ဘောရဲ့အရေးကြီးတဲ့နည်းစနစ်တစ်ခုကိုပြောပြပါတယ်။ဘယ်သူဝဆိုပြန်ကြလာတဲ့ဘောလုံးကိုထိန်းချုပ်နိုင်ရင်အဲ့ဒီလူကအနိုင်ရဖို့အခွင့်အလမ်းပိုများတယ်။ဖန်ရှစ်ဂျဲကဂျင်းကြီးကိုခုံနိုင်တဲ့အတွက်အဲ့ဒါကိုသင်ယူဖို့တင်းတော်ပါတယ်။ဒါပေမဲ့သူကကျွန်တော်အဲ့ဒါတွေစိတ်မဝင်စားပါဘူး။ကျွန်တော်ကပြစ်စွင်တာပဲကြွန့်ကျင်တာ။တစ်ခါမှမလွဲဘူးလို့ပြန်ပြောလိုက်ပါတယ်။ နောက်တနေ့မနက်စစောမှာတော့တိုင်းဝေကလေးချင်းကမ်းတွေကိုစိတ်အားထက်သန်စွာနဲ့လာရောက်ကြီးကြပ်ပါတယ်လစ်လီတောင်အဟောသွားပါတယ်ဘာလို့လဲဆိုတော့သူမရဲ့အပေါ်ဒီလောက်စောစောထတာပဲခါမှမမြင်ဘူးလို့ပါတိုင်းဝေကငါလျှဝဲလန်တက်တခုတွေ့ထားတယ်လို့ပြောပြီးအားလုံးကိုဟိုမှာကြီးလို့ပြောလိုက်ပါတယ်အဲ့ဒါကတော့ friendship ကျဲပါပဲသူဟာဘောလုံးလေးကိုဒရက်ဆာပြစ်သွင်းနေပြီးအချက်တိုင်းအလေတက်တိုက်ကိုဝင်နေပါတယ်ဒါကြောင့်ဒီနေ့မှာအသေးရှိတဲ့အဆင့်ကိုဝင်နိုင်ဖို့အခွင့်အရေးရှိလာပါတယ်ဒါပေမဲ့သူတို့အဲမှာ နောက်ထပ်ထူးချွန်တဲ့ကစားသမားတစ်ယောက်ရှိပါသေးတယ်သူ့နာမည်ကရှောင်းလန်ပါသူဟာတန်ရာရသွားလို့တိုင်ပွဲတွေကိုခဏနားခဲ့ရပြီးအခုမှအသိနဲ့တူလေ့ကျင့်ခန်းပြန်ဆင်းလာပါလေလီကဖိုင်းရှစ်ကျန်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်ဒါပေမဲ့သူကသူမရဲ့မျက်လုံးတွေကရှောင်းလန်ကိုကြည့်နေတဲ့အကြည့်ကိုမြင်လိုက်ရတော့ရင်ထဲမှာနားကျင်သွားပါတယ်မိန်းကလေးကရှောင်းလန်ကိုအထူးကယူဆိုင်နေပုံရပါတယ်ရှောင်းလန်ကကစားသမားအစ်ကိုအေးဆက်ဆက်နှုတ်ဆက်လိုက်ပြီးလေလီကဖန်ရှိတဲ့အကြောင်းတွေပြောထားမှုတွေကိုပြန်ပြောပြပါရစေ။သူမကမိမပါရမီရှိတယ်လို့ကြီးကျူးတယ် ဒါပေမဲ့တခုခုလိုသေးရလို့ဆိုခဲ့ပါတယ်။ဦးလေးလီကဒါကိုကြားတော့ဒေါသထွက်သွားပြီ။ဒါဆိုရင်မင်းတန်းကလောက်ကြမလားလို့တော့ပြောလိုက်ပါတယ်။ရှောင်းလန်ကဖန်ရှစ်ကျဲကိုစိန်ခေါ်တဲ့အနေနဲ့စလမ်တဲတခုသွင်းပြလိုက်ပါတယ်။ဖန်ရှစ်ကျဲကအဲ့ဒီအချိန်ထိဒါတွေကိုမသွင်းတတ်သေးပါဘူး။ဘွယ်ဦးထွန်းနေရောက်လာတဲ့အခါမှာသူအသင်းဖော်တွေရဲ့အန်အော်ပေါ်ရကစားကွက်တွေကိုထိုင်ကြည့်နေခဲ့ရပါတယ်။သူတို့အသင်းကပြိုင်ဘက်ကိုအပြတ်တနိုင်နေခဲ့ပါတယ်။ဦးလေးလီကမကြေမနက်ဖြစ်ပြီးဇန်လိုက်ကျော်ကိုလက်ခုပ်မတီးဖို့တားပါတယ်။သတင်းနောက်တွေကမြင်သွားမယ်လို့ပြောနေပါတယ်။ နောက်ဆုံး9မိနစ်လိုမှာဦးလေးလီကအတင်းကောင်းဆောင်စီကိုသွားလိုက်ပြီးဖန်ဆက်ကျက်ကိုဝင်းနဲ့ထည့်ဖို့တောင်းဆိုပါတယ်။အဲ့ဒီချိန်မှာအတင်းကောင်းဆောင်နဲ့စပြီးပြင်ပန်းလာပါပြီ။ဒါကြောင့်ဖန်ဆက်ကျက်ကိုသူ့အစာဝင်းကစားခွင့်ပြုလိုက်ပါတယ်။နူဗယ်လေးကအဝေးကနေဖြစ်စင်းမှုစူးစမ်းပြီးအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ဒါပေမဲ့ဘောလုံးကကွင်းကိုကျော်သွားပြီးဝင်းသေးကသတင်းနောက်တယောက်ရဲ့ကောင်းကိုသွားနှံ့ပါတယ်။ဦးလေးလီတောင်ကြောင်သွားပါတယ်။ဘာလို့လဲဆိုတော့သူ့ကောင်လေးဒီလိုလွဲချော်တာတစ်ခါမှမမြင်ဘူးပါဘူး။ ပဝင်းကျင်းကနှောင်းဤတန်တွေကြောက်ကစားသမားတစ်လီဟာစိတ်သက်ကြစားပြူလာပြီးအမားတွေစကိုက်လုံးမိပါတော့တယ်။ကြိုင်ဘက်ကိုဘော်လုံးလေးလူယူခွင်ပေးမိပါတယ်။အချိန်မကုန်ခင်လေးမှာတော့ဖန်ရှစ်ကျဲဟာသတိပြန်ကပ်လာပြီးအမားတွေကိုပြန်လဲပြင်ဆင်ဖို့စ조사ခဲ့ပါတယ်။သူအကြမ်းကျင်းဆုံးနေရာကနေဖြစ်သွင်းခဲ့ပြီးနောက်ဆုံးစကတ်မှာအနိုင်ဘိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒိန်ပွဲကသူ့ရဲ့စွမ်းဆောင်ရည်ကြောင့်ရှောင်းလန်ကလည်းသူ့ပေါ်ထားတဲ့ထင်သေးမှုတွေစတဲ့ရော့ကြလာခဲ့ပါတယ်။ဝဲပြီးတဲ့နောက်မှာတော့ဖန်ရှစ်ကျဲဟာ အရင်ကကြပို့ပြီးပြင်းပြင်းထထလေးကျင့်ခဲ့ပါတယ်သူရဲ့ခွန်အားကိုပြင်ပြင်ခဲ့ပြီးအသိန်းပေါ်တွေကလည်းသူရဲ့လက်ရည်ကိုစားတဲ့အသိမဲ့ပြူလာကြပါတယ်နှလုံးသားရေးရမှာတော့သူကလီလီကိုစက်ထိုက်ပိုးပန်းနေခဲ့ပါတယ်ဒူမန်ကလည်းသူရဲ့ခံစားချက်တွေကိုစားတဲ့လက်ခံလာခဲ့ပုံပါပဲအခြေအနေတွေကောင်းလာတဲ့အခါသူကတိတ်ဝေကိုစလန်တန်သင်းနီတင်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အသေးပေါ်ကိုကြီးကဖြည်းဖြည်းချင်းသွားစမ်းမှာနမ်းမလျှောက်တတ်ခင်မပြေးချင်နဲ့လို့ဒုတုဒုတုပြန်ပြောပါတယ် ဖန်ရှက်ကျဲကသူ့စကားရဲ့တဲ့ဘဲကိုနားလဲပြီးအခြေခံတွေကိုကျွမ်းကျင်အောင်ပြန်လေ့ကျင့်ခဲ့ပါတယ်။ဒါပေမဲ့ညဘက်မှာတော့ဆလမ်ဒန်ကိုတယောက်တည်းခိုးလေ့ကျင့်ပါတယ်။သူ့ရဲ့ကိုဖော့ပညာနဲ့ဘာမန်လူတွေထက်ရင်းမာတဲ့ခုံကန်စံကိုယုံကြည်တဲ့အတွက်တိတ်မခတ်ခဲလောက်ဘူးလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ထင်သားနာထက်ပုံပြင်းအောင်ညောင်းတက်သွားပြီးအပေါ်ကမီးလုံးနဲ့ဝင်ကိုက်မိကဝဝေးငါချစ်ကနေထိပါပဲ။နောက်တစ်ပွဲမှာတော့ဖန်ရှက်ကျဲဟာဝဲထရကစားသမားဖြစ်ပါဝင်ခွင့်ရခဲ့ပါတယ်။ ပြိုင်ဘက်တင်းကကစားသမားတွေကပွဲပစားခင်ကလေးကသူ့ကိုစကားနာထိုးကြပါတယ်သူဟာမိသားမဲတယောက်ဖြစ်တယ်ဆိုပြီးရှောင်းပြောင်ကြပါတယ်သူကအဲ့ဒီစကားတွေကိုလှပါတဲ့ဘောလုံးပုတ်ခတ်မှုတစ်ခုနဲ့ခြေချက်လိုက်ပါတယ်ဒါကြောင့်တပတ်လူတွေကပစားအဟောင်းသားနဲ့အဟောသွားကြပါတယ်ပွဲတွင်းမှာတိတ်ဝေရှောင်းလန်နဲ့ဖန်စစ်ကျဲတို့ကတွဲဖန်ညီညီကစားနိုင်ခဲ့ပါတယ်သူတို့၃ယောက်ရဲ့စွိုင်းအင်တွေကနိုင်ဖန်ညီစွာပေါင်းဆက်နိုင်ခဲ့ပြီးဝဲကိုပို့ပြီးစိတ်လှုပ်ရှားစရာကောင်းစေခဲ့ပါတယ်။ဦးလေးလီကမီဒီယာတွေရဲ့အာရုံစိုက်မှုကိုယာယီဖို့အခွင့်ရင်းမြင်ပြီး ဇလိုက်ကျော်ကိုစလန်တန်သွင်းဖို့အချက်ပြလိုက်ပါတယ်ဒီနည်းစနစ်ကိုတိတ်မကျွမ်းကျင်သေးတဲ့အတွက်ဖန်ရှစ်ကျဲရဲ့ရိုက်ချက်ဟာပြင်းလွန်သွားခဲ့ပါတယ်သူဘောလုံးကိုအောင်မြင်စွာသွင်းနိုင်ခဲ့ပေမဲ့နောက်ခံပုဂ္ဂိုလ်ပြင်းထန်စွာဝဲတိုက်မိပြီးကျန်းပြင်းပေါ်လဲကျသွားပါတယ်မခေါင်းသွေးတွေလည်းထွက်ကျလာပါတယ်အဲ့ဒီဝဲပြီးတဲ့နောက်မှာတော့သူရဲ့လက်ရည်ဟာအရှင်ဟုန်နဲ့တိုးတက်လာခဲ့ပြီးမီဒီယာတွေနဲ့အာဖစာပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုခံလာရပါတယ်ပရိသတ်တွေကဒီကစားသမားအစ်ကိုပုံပြီးစိတ်ဝင်စားလာကြပါတယ် ဒါပေမဲ့ဒီလီကတော့ရှောင်းလန်ကိုပဲအရင်ကလိုစိတ်ဝင်စားနေတုံးပါပဲ။အသေးအောင်ဝဲခံနေတဲ့ညတညမှာနောက်ထပ် final ဝဲမှာတွေ့ရမယ်ပြိုင်ဘက်အသင်းရဲ့ခေါင်းဆောင်ရီထန်ကရောက်လာပြီးဖန်ရှိကျဲကိုနှုတ်ဆက်ပါတယ်။သူကဇလိုက်ကျော်ကိုသူ့အသင်းကိုပြောင်းရွှေ့ဖို့ကမ်းလှမ်းနေတာပါ။လုံငယ်လေးရဲ့တိကျတဲ့တစ်သိမှုစွမ်းရည်ကိုချီးကျူးပေမဲ့အားနေချက်တစ်ခုကိုလည်းသတိထားမိတယ်လို့ဆိုပါရီမင်းစိမ့်နောက်ဆက်ဖြစ်သွားရင်အရေးကြီးတဲ့အခွင့်အရေးကိုလွဲချော်တတ်တယ်လို့ဆိုခဲ့ပြီးဒီထံကသူ့အနေနဲ့အဲ့ဒီအားနေချက်ကိုပြင်ပေးနိုင်တယ်လို့ပြောပါရီ ဖိုင်ရှစ်ကျဲကလိပ်စာကတ်ဖို့ကြောင်တောင်နဲ့ယူထားလိုက်ပြီးဘာမှအဖြစ်ပြမပေးခဲ့ပါဘူး။အဲဒီနောက်ရီထန်ကလီလီနဲ့အတင်းကောင်းဆောင်တိတ်ဝေကိုသွားနှုတ်ဆက်ပါတယ်။အခြေအနေကပုံမှန်မဟုတ်ပဲတင်းမာနေပါတယ်။ဖိုင်ရှစ်ကျဲကမော်နမနီယောက်ရဲ့ညနာတိတ်မကောင်းတာကိုသတိထားလိုက်မိပါတယ်။ခနာကြပါလီထန်ကကလပ်ပိုင်ရှင်မာဖီးယားတိုက်ထန်ဟောင်းလေးတွေးဖို့ခွဲထွက်သွားပြီးဦးလေးလီကိုလည်းခေါ်သွားပါတယ်။သူတို့ကဘယ်သူမှမမြင်အောင်ကလန်ကပိတ်လိုက်ကြပြီးမကောင်းတဲ့အကြံစီတစ်ခုခုကိုကြံစီနေတယ်လို့မျိုးတန်တရားချစ်ပွဲပြုံမှုနေကြပါတယ်။ ဖန်ရှိကျေကဒါကိုတေးချချောင်းကြည့်နေခဲ့ပါလေ။လယ်လီကလူချန်ရဲ့နောက်ကျောင်းကိုဇလက်ကျော်ဖို့ပြောပြလာပါတယ်။တကယ်တော့သူဟာဒီအသိအသင်းသားဟောင်းပြောက်ပါလေ။အစာပိုင်းမှာတော့သူ့နဲ့ရေကတိတ်မထူးခြားသေးပါဘူး။ဒါပေမဲ့သူကပါရမီရှိပြီးဉာဏ်ဉာဏ်ဆက်ဆံသင်ယူနိုင်စွမ်းရှိတာကြောင့်အသိရဲ့အဓိကအားထားရတဲ့ကစားသမားတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူတော်လာတဲ့ညကြောင်းလဲသွားခဲ့ပါတယ်။အရေးကြီးတဲ့ပြိုင်ပွဲတစ်ပွဲရဲ့နေ့မှာတော့သူဟာရုတ်တရက်အသင်းကနေနှုတ်ထွက်သွားခဲ့ပြီး အရေးချင်းစီးတဲ့ကစားသမားတွေကဆွဲထုတ်သွားခဲ့ပါတယ်။ပြိုင်ပွဲနေ့မှာအပြန်လန်အနိုင်ရမှတ်တွေနဲ့သွားနေရင်နောက်ဆုံးမိနစ်မှာရမှတ်တွေတရေကျနေခဲ့ပါတယ်။ဒါပေမဲ့အသင်းကောင်းဆောင်တိတ်ဝေကပြစ်ဒဏ်ဘောကိုပြစ်ခွေရခဲ့ပါတယ်။ဝင်သွားရင်နိုင်မယ်။ပဝီရင်တော့ချက်ချင်းရှုံးမှာပါ။ဒီထံကတိတ်ဝေကိုနာမေးရဲ့ကောင်မလေးနဲ့အိပ်ဖူတယ်။ဒေါက်တာပြုစုကောင်းတာပဲလို့လောင်ပြောင်ပြောဆိုခဲ့ပါတယ်။တိတ်ဝေကစိတ်ကိုတင်းငင်းအောင်စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာတော့လွဲချော့သွားခဲ့ပြီးအသေးရှုံးလေးသွားခဲ့ပါတော့တယ်။ အဲ့ဒီအဖြစ်ပြဟာသူမအကိုရဲ့စိတ်ထဲမှာအဆိုင်ခဲတစ်ခုဖြစ်သွားစေပြီးအရက်ကိုအလိုကျော်တောက်တုံးကလက်ရည်ကျဆင်းသွားစေခဲ့တာပဲဖြစ်ပါတယ်။ဇလန်ကိုကြားပြီးတဲ့နောက်မှာဖန်ရှစ်ကျဲကလီလီကိုအဲ့ဒီကောင်ရဲ့အသင်းပေါ်အနိုင်ယူပြမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့ကပြိုင်ဘက်အသင်းရဲ့လူကြီးတွေနဲ့စကားပြောနေတဲ့ဦးလေးလီကိုလမ်းညင်လိုက်ရတော့သူမကဦးလေးလီတစ္ဆာဖောင်းမှကိုစိုးရိမ်သွားပါတယ်။ဖန်ရှစ်ကျဲကသူ့ရဲ့ဆရာသမားဟာဘယ်တော့မှတစ္ဆာဖောင်းမှမဟုတ်ဘူးလို့ယုံကြည်တဲ့အကြောင်းအငြင်းကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့မာဖီးယားအုပ်စုထွက်သွားတဲ့အခါဦးလေးလီကရန်ကကိုင်နဲ့ထွက်လာပြီးနှာခေါင်းသွေးတွေလည်းယိုးနေပါတယ်။အထိုးခံထားရတဲ့ပုံမှာလေဖန်ရှစ်ဂျန်ကဒေါသထွက်သွားပြီးနက်စာသွားချစ်ချင်ခဲ့ပေမဲ့ဦးလေးလီကမြန်တားလိုက်ပါတယ်။သူတို့ရဲ့ခေါင်းကြောက်တဲကိုမဝေမိစေနဲ့။မင်းရန်ဖြစ်ရင်ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခံရလိမ့်မယ်ဆိုပြီးလူငယ်လေးကိုသတိပေးစကားပြောခဲ့ပါတယ်။အဲ့ဒီကောင်တွေကမင်းကိုလာဝယ်ဖို့ကြိုးစားတာ။ဒါပေမဲ့မင်းကငါ့ရဲ့အိမ်မက်နဲ့ညှော်လင့်ချက်ပဲ။ငါဘယ်တော့မှမင်းကိုဘဲတူးစီမှာမရောက်စားဘူး။မင်းအောင်မီအောင်ကြိုးစား ငါ့ကိုစိတ်မပြတ်စေနဲ့မေးမေးမှရှိနေဖို့အတွက်ငါပိုက်ဆံကိုတော့ရင်းခဲ့တာလို့ပြောပြပါတယ်။ final ပွဲလေးကိုရောက်လာတဲ့အခါသူတို့အသင်းနဲ့တပတ်အသင်းတို့ရှင်းပြန်ရပါတော့မယ်။ကိန်းဝေကသူ့ရဲ့ပြိုင်ဘက်ဟောင်းလီထန်နဲ့နောက်တစ်ခါရင်ဆိုင်ရပါပြီ။လူငယ်လေးကစိတ်ကိုထိန်းချုပ်ဖို့ကြိုးစားပြီးအဲ့ဒီလူယုံမှကိုအနိုင်ယူပြီးလက်စားချေဖို့မျှော်လင့်နေပါတယ်။ဒါပေမဲ့ဒီတစ်ခါတပတ်အသင်းကကစားသမားတွေဟောင်းစစ်တရေတွေလိုပဲတံမာပြီးကြီးမားတဲ့ကိုလုံးကိုပေါက်တွေရှိနေကြပါတယ်။ဘွဲစာရာနဲ့သူတို့ကညစ်ပတ်တဲ့အစည်းအဝေးကိုချက်ချင်းသုံးပါတော့တယ်။ အကြံဖန်မှုတွေကိုတောင်းပြီးရှောင်းလန်းကိုတန်ရာရစေခဲ့တာကြောင့်သူကွင်းထဲကနေထွက်သွားခဲ့ရပါတယ်။ဒီဘွဲမှာလီထန်ကညခင်ဤတိုင်းပဲစိတ်နှောင့်ယှက်ပြအောင်ဆက်လုပ်နေပါတယ်။သူကဆလန်ဒတ်သွင်းတာရဲချော့သွားပြီးဘုံနဲ့ဝင်ကိုင်းမိခဲ့တဲ့ဖန်စစ်ကျဲကိုရောက်ပြောင်းပါတယ်။ဒါပေမဲ့သူကဂယုမဆိုင်ပဲသူ့ကိုခြေထိုးပြီးပြန်လဲချလိုက်ပါတယ်။အတင်းပိုင်ရှင်ကမာဖီးယားကြီးဖြစ်နေတဲ့အတွက်အဖက်သင်ဟာစီမင်းစည်းကမ်းတွေကိုဂယုမဆိုင်ပဲညစ်ပတ်စွာကစားရဲနေပါတယ်။ဒူးနဲ့တိုက်တောင်လဲတွက်ပြီးပြိုင်ဘက်ကိုတိုက်ခိုက်ကြပါတယ်။ ဖန်ရှိကျဲတို့ရဲ့တင်းရဲ့ချင်းတွေကဆိုးရွားလာခဲ့ပြီးဒိုင်လိုကြီးကဒါသောမြင်ပြီးနဲ့ဘာမှမလုပ်ပါဘူးတိတ်ဝေပါကျင်းထန်တိုက်ခိုက်ခံရတဲ့အခါအသင်းအတွက်အားကိုးရခြင်းဖန်ရှိကျဲတယောက်တည်းပဲကျန်မာတော့တယ်သူကတကူးကူးကိုစဉ်းစားမိပြီးပုံဖူးပညာနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်အသင်းကတာမာနေတော့ပါပဲဂျာမန်တွေကတပြေးပြေးကွာဟသွားပြီးအချိန်ပြည့်ကန်ညီကြီးဖြစ်လာပါတယ်ဒါပေမဲ့ရုပ်ပြက်ကွေးတဲ့ကမီးပြက်အုံပိတ်သွားပါတယ်ဒီစုံတယောက်ကတမင်လှုပ်လိုက်ကြပါ ဒါကြောင့်ပြိုင်ပွဲကိုခစ်တာရက်ဆိုင်လိုက်ရပြီးကော်မတီကပြိုင်ပွဲကိုရွှေ့ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မာဖီးယားဗိုလ်ကြီးကဦးလေးလီကိုလာဆောင်ပါတယ်။ဒီနေ့ပဲပြန်ပြိုင်ပဲနေ့ပဲပြန်ပြိုင်ငါအသင်းကပဲနိုင်မှာလို့ဆိုပါတယ်။ဖန်ဆစ်ဂျေကသူတတိထားမိတဲ့အကြောင်းတစ်ခုကိုဦးလေးလီကိုပြောပြပါတယ်။လက်မယားနှစ်ယောက်ကကွင်းမေးမှလာအာပိဒါကိုတွေ့ရပြီးသူတို့ဟာသူ့ရဲ့မိဘအရင်းတွင်ဖြစ်နိုင်မလားလို့တန်တရားဝင်နေမိတာပါ။ရတယ်မဲ့သူ့ကိုမာလို့လာမနှုတ်ဆက်တာလဲဆိုပြီးအံ့ဩနေတာပါ။ဝကြာကေမှာတော့ကလပ်မှာဖန်ရှစ်ကျင်နဲ့တွေ့ခဲ့တဲ့ လူငယ်တည်းအာဟုကသူတို့နှစ်ယောက်စီပြိုက်တဲ့ရှောက်လာပြီးအမှန်တရားကိုလာပြောပါတယ်။တကယ်တော့သူကိုယ်တိုင်ပဲပွဲတွင်းမှာမီးဖြတ်ဖို့အမိတ်ပေးခဲ့တာပါ။ဘာလို့လဲဆိုတော့သူကဖိုင်ရှစ်ကျဲအသင်းဘက်ကနေဒေါ်လာ9တန်းလောက်ထားလို့ပါ။ပြီးတော့သူကတိုက်ဖြန်ဟောင်းတဲ့ပြဿနာရှိတဲ့အတွက်အဲ့ဒီအဖိုးကြီးရဲ့အာဏာကိုဖြိုချချင်နေပါတယ်။ဒါကြောင့်ဖိုင်ရှစ်ကျဲအသင်းဘက်ကိုပြောင်းပြီးအားပေးနေတာပါ။ဖိုင်ရှစ်ကျဲတို့ဘက်ကဒီလိုချုပ်ထွေးတဲ့နောက်ွယ်ကအကြောင်းရင်းကိုသိသွားတော့စိုးရိမ်ပူပန်လာကြပါတယ်။ မာဖီးယားနှစ်ဖွဲ့ဒီပွဲထဲကိုပါလာတဲ့အတွက်နောက်ဆက်တွဲပြဿနာတွေကိုခံစားမိလာကြပါတယ်။ကြိုင်ပွဲမတိုင်ခင်ကျမှချိုင်းစစ်ကြီးဟာစင်နလုံးကြည်ခွဲစရာအခြေအနေတစ်ခုနဲ့ရင်ဆိုင်ရကြံပါတယ်။မြန်မာနဲ့ကောင်မာလေးလီလီတယောက်တဲ့ထိုင်းမိုးလေးတော်ကိုတွေ့လိုက်ရတာပါ။သူမဟာရှောင်းလန်ကိုပြင်ပြောခဲ့ပြီးမြဲအငြင်းခံလိုက်ရလို့စိတ်ပြက်နေခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့ရှောင်းလန်ကကွယ်လွန်သွားပြီဖြစ်တဲ့သူ့ရဲ့ချစ်သူဟောင်းကိုမမေ့နိုင်သေးလို့ပါပဲ။ဖန်ရှစ်ကျဲကမိန်းကလေးကိုတင်းတိမ်ပြဖို့စူးစမ်းရင် သူမဟာချစ်စရာကောင်းပြီးတက်ကြွတဲ့သူတစ်ယောက်ဖြစ်တဲ့ကြောင့်လဲသူအကြိုက်ဆုံးကျိုးဝဲဖြစ်တဲ့ရေခဲမုံနဲ့တူတယ်ဆိုပြီးမကြီးရယ်ပဲပြောထွက်သွားပါတယ်။လူငယ်လေးရဲ့ယူသားတဲ့စကားတွေကြောင့်လီလီပြန်ပြုံးလာနိုင်ခဲ့ပါတယ်။သူကိုယ်တိုင်လည်းသူချစ်ရတဲ့မိန်းကလေးရဲ့ဝမ်းနည်းမှုကိုခေပြောင်းပေးနိုင်တဲ့အတွက်ကြည်နဲ့နေခဲ့ပါတယ်။ဒီလိုနဲ့ကံကြမ္မာကိုဆုံးဖြတ်မဲ့နေ့လည်းရောက်ရှိလာပါပြီ။သူတို့အဲမှာအနိုင်ရဖို့ပျော်လင့်ချက်ကမရှိသလောက်ပါပဲ။ဘာလို့လဲဆိုတော့အသင်ရဲ့အဓိကကစားသမားတွေဖြစ်တဲ့အသင်းကောင်းဆောင်တိတ်ဝင်တဲ့ရှောင်းလန်တို့ကတန်ရာကြောင့်ကစားနိုင်ခြင်းမရှိသေးလို့ပါ။ ဒါပေမဲ့ပွဲမစခင်မှာပဲ Rolfo ကြောင့်လာဆရာတွေရောက်ရှိလာပါတယ်။သူတို့ကနတ်ဖျားတွေကြွလာတယ်လို့ပါပဲ။အသင်းကိုစားဝင်ရောက်ချင်းပြိုင်မဲလို့ကြီးညာလိုက်ပါတယ်။အဒီပရီရထောက်ခံချက်နဲ့ဝေးလာခဲ့တာပါ။သူတို့လေးယောက်ဟာတက်တူတူရဲ့အထူးစီမံကိန်းကျောင်းသားတွေဖြစ်တယ်လို့အကြောင်းပြခဲ့ပါတယ်။ဒါတွေအားလုံးဟာပြိုင်ဘက်အသင်းကိုပြက်လဲလက်တော့ပြတ်မဲ့ဦးလေးလီရဲ့စီစဉ်တွေပဲဖြစ်ပါတယ်။သူတို့ကစစ်တရေတွေခေါ်လာရင်ငါတို့ကကော်ဖူးသမားတွေခေါ်လာပြီးဘတ်စကဘောကစားမယ်ဆိုပြီးလှုပ်ချလိုက်တာပါ။ တက်ကြီးပိုင်း၄ယောက်ပါကွင်းထဲမှာနေရာယူလိုက်ပြီးသူတို့ရဲ့ကျွမ်းကျင်တဲ့ဒိုင်ပညာတွေကိုထုတ်ပြပါတော့တယ်။ဆရာမကြီးကလီထန်ဘောရုတ်အုံလူတဲ့ချိန်မှာသူ့ရဲ့ဂျိုင်းအောက်ကိုအဲ့နဲ့ပြစ်သွဲလိုက်ပါတယ်။ဒါကြောင့်နာကျင်စွာနဲ့လဲကျသွားပြီးသူတို့ဒီလိုနီးလန်းနဲ့ကိုက်ခိုက်ခံရလိမ့်မယ်လို့ထင်မထားခဲ့ပါဘူး။နောက်တစ်ယောက်ကတော့မုတ်စိတ်နဲ့ဦးလေးကြီးပါ။သူကအတွင်းအားကိုဘောရုတ်ကနဲ့တစ်စက်ဖြတ်လိုက်ပါတယ်။ဒါကြောင့်ဘောလုံးကပြင်းထန်စွာလဲပတ်နေပြီးပြိုင်ဘက်တွေကထိန်းချုပ်လို့မရတော့ပါဘူး။နောက်ဆရာတယောက်ကဘတ်စကတ်ဘောကွေးရဲ့ဂွေးဘောမှာတွေ့တက်နေပြီး ဘောလုံးကိုပုတ်ထုတ်ပေးကဖန်ရှစ်ကျဲအေးစက်အမှတ်သွင်းနိုင်အောင်လာလာပပတစ်ပီးခဲ့ပါတယ်။ဒီတိုင်ပွဲဟာအကစားတိုင်ပွဲထက်တိုင်းပြည်ညာပြပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။မာဖီးယားပိုးကြီးကသူ့အသည်ရှုံးလင်းတုံးမဲ့ခြေနေကိုမြင်တော့သူ့ရဲ့လူပိုက်ဂိုင်းသားတွေကိုဝေရောက်တိုက်ခိုက်ဖို့လိပ်ပေးလိုက်ပါတယ်။ဒါကြောင့်ကော်ဗူရှီယာတွေကလည်းအင်အားသုံးပြီးသူတို့ရဲ့ထိတ်တန်းတိုက်ခိုက်ရေးပညာတွေကိုထုတ်ပြရပါတော့တယ်။ဝင်းထဲမှာဖြစ်ပွားနေတဲ့ဗရန်ဗရာအခြေအနေကြောင့်ဒိုင်းလိုကြီးကပွဲကိုရပ်တန့်ဖို့အမိန့်ပေးလိုက်ပါတယ်။ ဝဲတဝါနားချိန်မှာဆီယာမကြီးကဖန်ရှစ်ကျဲကိုအရေးကြီးတဲ့ပစ္စည်းတစ်ခုပေးအပ်ခဲ့ပါတယ်။အဲ့ဒါကတော့သူ့ရဲ့မိခင်ရေးစီကနေအားပေးစကားပါလိုက်တဲ့စားတစောင်းမှာပြီးတော့အိမ်ကလူတွေကပြိုင်ပွဲကို TV ကနေကြည့်ရှုနေကြောင်းနဲ့ဝင်းနေအထိလောင်အားပေးလို့အဆင်မပြေတဲ့အကြောင်းပြောပြခဲ့ပါတယ်။ပွဲပြန်စားတဲ့အခါမှာတိတ်ဝင်တဲ့ရှောင်းလန်တို့ပြန်လည်ဝင်ကစားနိုင်ခဲ့ကြပါတယ်။ဆရာတွေကသူတို့ကိုအတွင်းအားနဲ့ပုတ်တာပေးလိုက်လို့ပါဒီချန်ကဒါကိုပြေတော့ကြက်တိတ်သေးသွားပါတယ်။မင်းတို့ဘယ်လိုတောင်ချက်ချင်းပြန်ကောင်းလာတာလဲလို့တွေးနေကြပါတယ်။ တို့ရဲ့အသင်းဟာဂိုလ်ဒိတ်ကရှိရှိနဲ့ပြန်လဲပြိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပါပြီ။အသင်းသားအလုံးစွမ်းအင်တွေပြန်လဲပေါင်းဆက်ပြီးအမတ်တွေစက်တိုက်ယူလာခဲ့ရမှာနောက်ဆုံးမှာကမ္မတဲတာကွာဟာတို့ရဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။နားချင်းအတွင်းမှာတိတ်ဝေဟာစိတ်လှုပ်ရှားပြီးပင်ပန်းနေတဲ့အတွက်သူ့လက်တွေတုံနေပါတယ်။စိတ်တည်ငြိမ်အောင်ရက်တကိုတောက်ချလိုက်ပါတယ်။သူကဖန်စစ်ကျင်နဲ့ရှောင်းလန်းကိုနောက်ဆုံးမိနစ်မှာအမှတ်ယူဖို့တာဝန်ပေးလိုက်ပါတယ်။ကစားသမားတွေကွင်းထဲပြန်ဝင်လာတဲ့ချိန်မှာနောက်ထပ်ပြဿနာတစ်ခုတက်လာပြန်ပါတယ်။ ဘွန်ဖူးကျောင်းဝက်ကျောင်းကဖန်ရှိကျဲရဲ့ကျောက်ကိုပြင်းထန်စွာဝေရိုက်ချိုးလိုက်ပြီးတကယ်တော့အဲ့ဒီလူယုံမှန်ကိုတိုက်ထန်ဟောင်းကငွေပေးစားရန်ခဲ့တာပါ။ဒါကြောင့်အခုချိန်မှာအတင်းရတစ်ခုတည်းသောမျောလင့်ချအောင်ရှောင်းလည်းပဲဖြစ်လာပါတယ်။ဖန်ရှိကျဲကနာကျင်မှုကိုကြမ်းကြမ်းခံပြီးဆက်ကစားခဲ့ပါတယ်။ဘောလုံးကိုခုံပစ်သိမ်းဖို့ကြိုးစားလိုက်ပြီးဒီထန်ကတက်တက်ဝင်ကားစီးခဲ့ပါတယ်။ဒါပေမဲ့လူငယ်လေးကသူ့ရဲ့တိကျမှုကိုဆက်လက်ဖိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ဘောလုံးဟာကွင်းထဲကိုဝင်တော့မဲ့စစဲမှာပဲကျုပ်တရက်လက်ပြတ်ကဝင်လာပါတယ်။ အဲ့ဒါကဒိုင်လူကြီးကိုတိုင်မှာပဲသူကဘောလုံးကိုပုတ်ထုတ်လိုက်တာပါအားလုံးကြောင်သွားကြပါတယ်ဦးလေးလီကအញ្ញံပြေးဝင်ပြီးကန့်ကွက်ပါတယ်မာဖီးယားကြီးကကွင်းမေးကနေဘောကိုပုတ်ထုတ်ခွင့်မရှိဘူးဆိုတဲ့စီးမင်းကကစားသမားတွေအတွက်ပဲဒိုင်လူကြီးနဲ့မဆိုင်ဘူးဒိုင်လူကြီးအမှားလုံးမိရင်တော့သူ့ကိုယာဒူးကထုတ်ပယ်လိုက်ုံပဲအခုအရေးကြီးတာကမင်းတို့ရှုံးသွားပြီလို့ပြောလိုက်ပါတယ်ဖန်ရှစ်ကျဲဟာလိန်လေသူတွေရဲ့ညစ်ပတ်တဲ့အောင်ဝဲခန့်တန်တွေကြားမှာမိုးချိုတိုက်ခတ်လိုက်ရတယ်လို့စက်တိတိရက်နေခဲ့ပါတယ် တိတ်ဝင်ကလည်းနားကျင်းစွာအော်ဟစ်နေပါတယ်။မီလီကငိုနေပြီးရှောင်းလည်းလည်းကြည်ကွဲနေပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဖန်ရှစ်ကျဲကသူ့ဆရာကြီးမကွဲလွန်ခင်မှာတင်ကြားပေးခဲ့တဲ့စကားကိုသတိရသွားပါတယ်။အဲ့ဒါကတော့စက်ကြဝလာကြောင်းလဲကျင်းဆိုင်အင်ဟာအချိန်ကိုရက်တန့်စေပြီးနောက်ပြန်တော့လှဲ့နိုင်နေဆိုတာပါပဲ။ကွန်ဖူလူငယ်လေးကအဲ့ဒီတိုင်းပွဲကိုစမ်းသပ်သုံးပြုကအချိန်ကိုလုံခဲ့တဲ့9မိနစ်စီနောက်ပြန်လှည့်လိုက်ပါတယ်။အန်အော်ကြောင်းစွာပဲသူအောင်မြင်စွာနောက်ပြန်လှည့်နိုင်ခဲ့ပါတယ်။ အခုချိန်ကနောက်ဆုံးဘောရုံးကိုမပြစ်သွင်းခင်ချိန်လေးပါပဲသူကအရင်တိုင်းပဲပြစ်သွင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကွာခြားသွားတာကဒီတစ်ခါမှသူ့ကိုယ်တိုင်ဝင်းအောင်ပြစ်တာမဟုတ်ပဲအတင်းကောင်းဆောင်တိတ်ဝေစီကိုတမင်ပြစ်ပို့လိုက်တာပါဒိန်ဝေကဘောလုံးကိုလက်ခံရရှိပြီးလီထန်နဲ့ညနေချင်းဆိုင်လိုက်တော့ဘောလုံးကိုဝင်းထဲကိုအားကုန်သွင်းချလိုက်ပါတယ်ဝင်းရဲ့မှန်တွေကွဲသွားတဲ့ ठी ပါပဲအဲ့ဒီချိန်မှာပဲအချိန်ပြည့်သွားခဲ့ပြီးသူတို့အတင်းအနိုင်ရရှိသွားပါပြီဒိန်ဝေလည်းအတိတ်ကအမားတွေနဲ့အကျဉ်းဆက်နိုင်ခဲ့ပါပြီ ဖိုင်စစ်ကျယ်လက်ကုတော့နားလေသွားပါပြီ။ဘတ်စကတ်ဘောမှာအသင်းလိုက်ပူပေါင်းဆောင်ရွက်မှုကပုံအရေးကြီးတဲ့ဆိုတာပါပဲ။အားပေးသူတွေဝမ်းမြောက်စွာအော်ဟစ်နေကြချိန်မှာဖိုင်စစ်ကျယ်ကသူ့မိဘအရင်လိုထင်ထားတဲ့အမျိုးသားနဲ့မျိုးသမီးကကွဲအလဲကိုပြေးဆင်းလာကြပါတယ်။ဒါပေမဲ့တကယ်တော့သူတို့နှစ်ယောက်ဟာရှောင်းလဲရဲ့မိဘနဲ့ဖြစ်နေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတော့နေတဲ့တော့ဝမ်းနေသွားပါတယ်။တကယ်တော့ပြင်ပမှာလူငယ်လေးကပရိသတ်တွေကိုလက်မှတ်ထိုးပေးနေပါတယ်။အဲဒီမှာသူကရေးနှီးနေတဲ့လက်ရည်တစ်ခုကိုသတိထားမိလိုက်ပြီး အဲ့ဒါဦးလေးလီကိုတိုင်ပဲသူ့မိဘတွေပြန်ဟန်ဆောင်ပြီးစာအတုရေးခန့်မှန်တည်သွားပါတယ်။လူငယ်လေးကိုမျော်လင့်ချက်ရှိစေပြီးပြိုင်ပွဲမှာအားရှိအောင်ရေးခဲ့တာပါ။ဦးလေးလီကလည်းမငြင်းပါဘူး။ဖန်ရှိကျေကအလိန်ခံလိုက်ရလို့စိတ်ပြတ်သွားပြီးထွက်သွားဖို့ပြင်လိုက်ပါတယ်။ဦးလေးလီကကောင်းပြီလေ။နာမည်ကြီးသွားတော့သားကိုပြစ်သွားပြီးဘောလုံးကြီးတဲ့တဲ့ပြောလိုက်ပါတယ်။လူငယ်လေးကတန်းစင်ခံသွားမလို့ပါလို့ပြက်ပြေလိုက်ပြီးအဘိုးကြီးကသူ့ကြောင်းပေါ်ကိုခုန်တက်လိုက်ပါတယ်။သူတို့နှစ်ယောက်နောက်ပြောင်နေကြတော့လာပဲ။ရုတ်တရက်မျိုးသမီးကြီးတယောက်ပေါ်လာပါတယ်။ ။စိန်ငံကားကြီးတစ်စီးနဲ့ပါလူငါကဖန်ရှစ်ကျဲနဲ့စကားပြောချင်တယ်လို့ဆိုပါတယ်။ကားမော်ရောက်တဲ့အခါမှာသူတို့အန်အော်စရာအမှန်တရားတစ်ခုကိုတိလိုက်ရပါတယ်။ဖန်ရှစ်ကျဲရဲ့မိဘရင်းတွေဟာဘီလီယံနာတရေကြီးဝမ်ကြီးဝမ်ဖြစ်နေပါတယ်။ဦးရေလီတော်အန်အော်သွားပါတယ်။သူတို့မတွေ့ခင်မှာလူငယ်လေးကိုဝိဆုံဝယ်ပေးဖို့ခေါ်သွားပါတယ်။ဝိဆုံကအရန်စည်းကြီးပင်မဲ့ဦးရေလီကနောက်ဆုံးလက်ဆောင်ဖြစ်ဝယ်ပေးခဲ့ပါတယ်။ဘီလီယံနာတရေကြီးရဲ့အိမ်ကြီးမှာဖားခင်ဖြစ်သူဘိုးကိုလည်းတွေးဆောင်ခဲ့ကြပါတယ်။သူကအတိတ်မှာဒေဝါလီခံခဲ့ရပြီး ကျွေးရှင်တွေကလိုက်လံရှာပွေတာခံခဲ့ရတဲ့အတွက်အားလုံးရဲ့လုံခြုံရေးအတွက်တားဖြစ်သူကိုစုပ်တစ်ခဲ့ရကြောင်းဝန်ခံခဲ့ပါတယ်။အဖိုးအုပ်ကဖက်ရှစ်ကျဲကိုခတ်ခဲတဲ့ဘဝမှာနေထိုင်စေခဲ့တဲ့အတွက်တောင်းပန်ပြီးဖြင်လန်နိုင်ငံသားနေပြည်တော်မှာစိန်ကြကြနေထိုင်ဖို့ခေါ်ပါတယ်။ဖာကင်ကတားဖြစ်သူကိုစာကြည့်ကဲနေကိုခေါ်သွားပြီးသူပြောပြခြင်းနဲ့ဇက်လန်တွေအများကြီးရှိသေးတယ်လို့ဆိုပါတယ်။ဖက်ရှစ်ကျဲကသူ့ဖားကရဲနောက်ကိုလိုက်သွားခဲ့ပြီးဦးလေးလီကိုနှုတ်ဆက်ဖို့တောင်းမေ့နေခဲ့ပါတယ်။ဒါပေမဲ့သူနောက်ပြန်လက်ကြည့်ခဲ့ပါတယ်။ ဝူလေးလီကဝမ်းနည်းနေပေမဲ့လိုက်သွားပါဆိုတဲ့သဘောနဲ့ကောင်းဟိတ်ပြလိုက်ပါတယ်။အဲဒီနောက်မှာဦးလေးလီဟာစိန်ခံစားတောက်ဆိုင်ရဲ့နောက်ွယ်မှာစိတ်တက်ကြစွာနဲ့ထိုင်နေပါတယ်။ဒုသမီးကသူ့ဖေရဲ့ငေးငိုင်းတီးတဲ့ပုံကိုမြင်တော့သတိရနေရင်သူ့စီသွားတွေ့လေလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဦးလေးလီကတက်ပြင်းချပြီးဖရန်ရှစ်ကျဲကဘဝအတင်းနဲ့အဆင်ပြေနေလောက်ပြီးငါသူ့ကိုမျက်မြင်ရှင်းဆိုင်မှုမရဲဘူးလို့ပြောလိုက်ပါတယ်။ဦးလေးလီတယောက်နဲ့ဝိုင်ခွက်ကိုမြောက်ပြီးတောက်တော့မဲ့စစဲမာတယ်။ရုတ်တရက်ကျွေစည်းတစ်စက်ခွက်ထဲကျလာပါတယ်။ ချိလိုက်တော့ fine shit ကျဖြစ်နေပါတယ်။ဝီလီကသူ့လိုမြင်တော့ဝမ်းသာသွားပြီမင်းစိတ်ကိုတင်းကြီးအောင်ထိထားလိုက်ပါတယ်။လူငယ်လေးကဝက်ထိုင်ပြီးဝမ်းဟစ်တောက်လိုက်ပါတယ်။ပြီးတော့ဒါကဘယ်နှခုလစ်ထုတ်လဲလို့ခံမှန်းကြည့်မယ်လို့စကားဆလိုက်တော့ဝီလီကပြုံးပြီးကြည့်နေခဲ့ပါတယ်။မင်းဖြစ်လန်နိုင်ငံကနေကြည့်တော့ကိုလိုက်ပသွားဘူးလားလို့မေးလိုက်တော့သူကမသွားတော့ပါဘူး။အဲ့ဒီနေရာကကျွန်တော်နဲ့မလိုက်ဖက်ဘူး။ပြီးတော့လူတယောက်ကကျွန်တော်ကိုစောင့်နေရ။အဲ့ဒီလူကကျွန်တော်ကိုဘတ်စကတ်ဘောကစားစေချင်တယ်လို့ပြက်ပြေးပါတယ်။ဦးလေးလီကဒါကိုကြားတော့မျက်ရည်တွေနဲ့တူပြုံးလိုက်ပြီး သူဖုံးကွယ်ထားခဲ့တဲ့လျှို့ဝှက်ချက်တစ်ခုကိုဝန်ခံလိုက်ပါတယ်။တကယ်တော့သူဟာဆလိုက်ကျော်ကိုကလေးဘွားတို့ကတွေးရှိခဲ့တဲ့အင်ဂျင်နီယာမျိုးသားပဲဖြစ်နေပါတယ်။အဲ့ဒီချိန်တုန်းကသူဟာစိတ်တက်ကြပြီးညှို့လင့်ချက်မဲနေခဲ့တာပါ။ဒါပေမဲ့ကလေးကိုတွေ့ပြီးတဲ့နောက်မှာသူဟာနောက်တစ်ခါဘွားကိုပြန်ရင်ဆိုင်ခြင်းစိတ်တွေဖြစ်ပေါ်လာခဲ့တာပါ။ဝလေလီကသူ့ဘဝအတွက်ဘောယူစရာတွေယူဆောင်လာပေးခဲ့လို့ကျေးဇူးတင်တယ်လို့ပြောပါတယ်။ဖန်ရှစ်ကျဲကသူလှုပ်ချင်တဲ့အရာကိုပွင့်ဟပြောလိုက်ပါတယ်။အဲ့ဒါကတော့ပို့အားကိုကိုပြီးချမ်းသာအောင်တူးစားဖို့ပါပဲ။ သူကဘတ်စကဘောကစားပြီးရော့ဖာဆင်ရဲ့အဖြစ်နဲ့ငွေရှာနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ပြီးတော့ဦးလေးလီကိုသူ့ဘေးမှာဆန်လန်းဆောင်းချောက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဦးလေးလီကချက်ချင်းပဲဂရုပေးပါတယ်။သူ့ရဲ့ကောင်လေးရဲ့စွမ်းရည်ကိုယုံကြည်တယ်လေ။ဘတ်စကဘောသမားပဲတတိယအဆိုတော်ပဲတတိယမင်းသားပဲတတိယမင်းလောက်ရပုံဖြစ်နိုင်တယ်လို့ဆိုခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအနာဂတ်မှာတူတူကပူးပေါင်းဆောင်ရွက်ပြီးအောင်မြင်မှုတွေစီပေါ်အတူရှောက်နှမ်းဖို့သဘောတူလိုက်ကြပါတယ်။ ကွန်ဖူးဆီယာ၄ယောက်ကတော့ဘတ်စကတ်ဘောအတွင်းမှာသူတို့ရဲ့စွမ်းရည်တွေကိုပရိသတ်တွေမြင်တွေ့သွားပြီးတဲ့နောက်နာမည်ကြီးဆယ်လီတွေဖြစ်သွားကြပါတယ်။လီလီကလည်းဖိုင်စစ်ကျဲကိုပြုံးကြည့်ပြီးရှင်မေတော်မကျမကိုရေခဲမုန်းတစ်ခုလိုတတ်မှတ်ပါလေလို့ပေးလိုက်ပြီးရုပ်ရှင်ကသူမရဲ့ပြုံးတဲ့အတူပြီးဆုံးသွားခဲ့ပါတော့တယ်။အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်ရောက်စီတိုင်းကိုဂျေဇူးထူးတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွတိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုအစိမ်းမခတ်တော်သူများအားလုံးချမ်းမာပေးခြင်းကြပါစေ။